မင်္ဂလာပါခင်ဗျာ ကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့ Photoshop မှာ Vanishing Point အသုံးပြုတဲ့နီလန်းလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ် Vanishing Point ကဘလိုနေရာတွေမှာသုံးလဲဆိုရင်တော့ကျွန်တော်တို့ wallpaper design တွေဒါမှမဟုတ်ကျွန်တော်တို့အိမ်နယံတွေအိမ်ကျန်းကင်းတွေပေါ့နော်ဒီလိုမှမဟုတ်ကျွန်တော်တို့ poster design တွေ signboard တွေ ာကားစတေကဒီဇိုင်းတွေပေါ့ဒီလိုမှမဟုတ်ကျွန်တော်တို့ဂျက်ဘူးကွန်လေးတွေပေါ်မှာဆွဲထားတဲ့ဒီဇိုင်းလေးတွေကိုကိုကမကြိုက်လို့ကျွန်တော်တို့ပြန်ပြီးတော့ပြောင်းကျင်တဲ့အခါမျိုးမှာဆိုရင်ကျွန်တော်တို့ vanishing point ကိုအဓိကအသုံးပြုပေးလို့ရပါတယ်ဒီတော့ vanishing point သုံးဖို့ရအတွက်ကျွန်တော်တို့ဒီမှာ photoshop software လေးတစ်ချက်လောက်ဖွင့်မယ် photoshop software ဖွင့်လာပြီဆိုရင်တော့အကိုပြုတ်လောက်လို့တဲ့ဓာတ်ပုံလေးတွေအရင်ဆုံးဖွင့်ပေးရပါမယ်။ဒါကြောင့်ကျွန်တော်တို့ file နဲ့နေပြီးတော့ open control နဲ့ o နဲ့နှိပ်ပြီးတော့မှကျွန်တော်တို့ဖွင့်လို့ရပါတယ်။ ကျွန်တော်နမူနာအနေနဲ့ဒီအက်တဲမှာရှိနေတဲ့အိမ်နယံပေါ်မှာဆွဲထားခဲ့တဲ့ဒီဇိုင်းလေးကိုကျွန်တော်တို့ကြိုင်နေသက်မှုမရှိတဲ့အတွက်ဒီမှာကျွန်တော်တို့ vanishing point လေးကိုပြောင်းပြမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာဒီအက်ပုံလေးရယ်ပြီးရင်ကျွန်တော်တို့ control ကိုလက်ကဖိထားပြီးတော့ဒီပုံလေးကိုပါ select ပေးလိုက်ပါမယ်ပြီးရင်တော့ open ဆိုပြီးတော့မှနှိပ်လိုက်မယ်နှိပ်လိုက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ဒီမှာဒီအက်ဓာတ်ပုံလေးနှစ်ပုံပွင့်လာပါတယ်ကျွန်တော်တို့ဒီအက်အိမ်နယံအတွင်းထဲမှာရှိနေတဲ့ဒီအက်ဒီဇိုင်းနေရာကြီးမှာ ျွန်တော်တို့ကဒီဘက်ကပုံလေးအစားထိုးပြီးတော့မှပြောင်းလဲมาဖြစ်ပါတယ်ဒီလိုလေးတွေပြောင်းဖို့ရာအတွက်ကျွန်တော်တို့က varnishing point ကိုသုံးပြီးတော့မှကျွန်တော်တို့အလွယ်တကူပြောင်းလို့ရပါတယ်ဒီတော့ကျွန်တော်တို့ကဒီဘက်ကပုံလေးအစားထိုးပြီးတော့ပြောင်းလဲมาဖြစ်တဲ့အတွက် control a နဲ့ select all ပြီးပြီးတော့ control ရယ် c ရယ်နှိပ်ပြီးတော့ copy လေးကူးခဲ့ပါမယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီဘက်ပုံလေးတွေကိုပြန်လာလိုက်ပါမယ်ကျွန်တော်တို့ဒီမှာ varnishing point သုံးมาဖြစ်တဲ့အတွက် လေယာလေးကျွန်တော်တို့အသစ်ခေါ်ခဲ့လိုက်ပါမယ်။ဒါကြောင့် control ရဲ့ရှေ့ရဲ့အနေရနှိပ်ပြီးတော့နှယူလေယာဆိုတာလေးကျွန်တော်တို့ခေါ်ခဲ့လိုက်ပါတယ်။ဒီလိုလေးခေါ်ပြီးသွားပြီဆိုရင်တော့ varnishing point သုံးဖို့ရအတွက် fader ရဲ့အနေပြီးတော့မှ varnishing point ဆိုတာလေးကိုကျွန်တော်တို့က click တစ်ချက်ကျွန်တော်တို့နှိပ်ပေးရမှာဖြစ်ပါတယ်။ varnishing point ဆိုတာလေးနှိပ်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးပုံစံလေးကျွန်တော်တို့ပေါ်လာပါလိမ့်မယ်။ပိုပြောင်းလဲလိုတဲ့ဒီဇိုင်းနေရာလေးမှာမောင်းရက်လက်ကလေးလေးနဲ့ကျွန်တော်တို့ click တစ်ချက်နှိပ်မယ်။ ။ဟောကိုအဆုံးသတ်လို့တဲ့နေရာလေးမှာကလစ်တစ်ချက်နေမယ်။အောက်ဘက်မှာလည်းကျွန်တော်တို့ဒီလိုပဲကလစ်တစ်ချက်နေလိုက်ပါမယ်။ဒီဘက်ဘေးလေးမှာလည်းကျွန်တော်တို့ဒီလိုပါပဲကလစ်တစ်ချက်လောက်ကျွန်တော်တို့နေလိုက်ပါမယ်။အခုလိုမျိုးလေးတွေကျွန်တော်တို့ကလစ်နေပြီးတော့မှ vanishing point လေးကျွန်တော်တို့သတ်မှတ်ပေးခဲ့လိုက်ပါမယ်။အခုလိုမျိုး vanishing point သတ်မှတ်ပြီးသွားပြီဆိုရင်တော့အစောနာကကျွန်တော်တို့ပြောင်းလဲခြင်းတဲ့ဓာတ်ပုံလေးကို control c နဲ့ copy ကူးထားခဲ့တဲ့ဓာတ်ပုံလေးကို control ရဲ့ v ရဲ့နှိပ်ပြီးတော့မှ ပေးချလိုက်ပါမယ်။ ပေးချလိုက်တဲ့အခါမှာဓာတ်ပုံကကျွန်တော်တို့အရန်ကြည့်နေပါတယ်ဒီတော့အပြစ်မှတ်ကနေပြီးတော့မှမောင်ရက်လက်ကလေးလေးနဲ့ဖိဆွဲလိုက်မယ်ပြီးပြီဆိုရင်တော့ဒီပုံကိုသေးဖို့ရာအတွက်ဒီဘက်ဘေးလေးမှာရှိနေတဲ့ transform tool လေးကိုကျွန်တော်တို့ယူလို့ရတယ် keyboard ကနေပြီးတော့မှ control နဲ့ t နဲ့ကိုနှိပ်ပြီးတော့လဲ transform tool ကိုခေါ်လို့ရပါတယ်အခုလိုမျိုးလေးဖြစ်သွားပြီဆိုရင်တော့ဒီပုံကိုကျွန်တော်တို့ down အနေပြီးတော့မှရှစ်ကိုလက်ကဖိပြီးတော့မှသေးလိုက်ပါမယ်ရှစ်ကိုလက်ကဖိပြီးတော့ကျွန်တော်တို့သေးတယ် ပြီးရင်တော့ကျွန်တော်တို့ဒီမှာတရက်ပုံလေးထဲမှာကွက်တိအနေထားလောက်လေးရအောင်ကျွန်တော်တို့ဒီမှာသေးလိုက်ပါမယ်သေးပြီးသွားပြီဆိုရင်တော့ဒီရက်ပုံလေးကိုကျွန်တော်တို့ဒီမှာဘာနေရှင်းပွိုင်းသတ်မှတ်ထားတဲ့အလဲကောင်စင်တာလေးကိုနှိပ်လိုက်တယ်ဆိုရင်အခုလိုမျိုးလေးကျွန်တော်တို့သတ်မှတ်ထားခဲ့တဲ့အတွင်းထဲလေးမှာကျွန်တော်တို့ဝင်သွားမှာဖြစ်ပါတယ်နည်းနည်းလေးကြီးနေပါသေးတယ်ရှစ်ကိုလက်ကပြပြီးတော့မှကျွန်တော်တို့ဒီမှာအနှဲငယ်ထပ်ပြီးတော့သေးမယ်ပြီးရင်တော့ဒီမှာ ကိုယ့်ရဲ့ဒီဇိုင်းထဲမှာကိုလိုအပ်တဲ့ပုံစံလေးတွေရအောင်ကျွန်တော်တို့ချိန်ပေးရမှာဖြစ်ပါတယ်။ရှစ်ကိုလက်ကဖိပြီးတော့မှနည်းနည်းလေးထပ်ပြီးတော့သေးလိုက်မယ်။ပြီးရင်တော့ကိုယ့်ရဲ့ဒီဇိုင်းထဲမှာကျွန်တော်တို့ချိန်ပါမယ်။ဒီဘဘေးလေးကနေပြီးတော့ကျွန်တော်တို့ဒီမှာပွိုင်တာလေးကနေပြီးတော့အခုလိုမျိုးပုံစံလေးကျွန်တော်တို့များလေးထောက်မယ်။ပြီးရင်တော့ဒီဘဘေးကိုဆွဲချလိုက်တဲ့ဆိုရင်တော့ဟောဒီပုံစံဒီဇိုင်းအနေထားလေးကျွန်တော်တို့ရရှိသွားမှာဖြစ်ပါတယ်။ ဟိုကြိုက်နေတဲ့ပုံစံအနေထားလေးရပြီဆိုရင် တော့ကီးဘုတ်ကနေပြီးတော့အန်တာလေးခောက်လိုက်ပါမယ်။ဒါဆိုရင်တော့အစောနောက်ကကျွန်တော်တို့အိန္ဒယန်ဟောပေပါဒီဇိုင်းမှာကျွန်တော်တို့ကြိုက်နေတဲ့မှုမရှိတဲ့အတွက်ဒီရက်ပုံလေးနဲ့ကျွန်တော်တို့အစားထိုးပြီးတော့ပြောင်းလဲလိုက်တာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ foundation point ကိုသုံးပြီးတော့အလွယ်တကူပြောင်းတဲ့နီလန်လေးဖြစ်ပါတယ်။ပြီးရင်ကျွန်တော်တို့ဒီရက်ပုံစံလေးကျွန်တော်တို့ပြောင်းတတ်သွားပြီဆိုရင်တော့ကျွန်တော်နောက်ထပ်မတူညီတဲ့ဒီဇိုင်းလေးတစ်ခုလောက်ထပ်ပြီးတော့မှပြောင်းပြပေးသွားပါမယ်။ ဒါကြောင့် control ရဲ့ OR နှိပ်ပြီးတော့မှကိုယ့်ရဲ့ computer ထဲမှာရှိတဲ့ဓာတ်ပုံလေးကိုဖွင့်မယ်။ကျွန်တော်ဒီတစ်ခါတော့ချက်ဘူးလေးကိုပုံမှာကျွန်တော်တို့ design လေးတွေ pattern design လေးတွေတင်ပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဒီရဲ့ချက်ဘူးလေးကိုကျွန်တော်တို့ဆက်လက်မှတ်မယ်။ပြီးပြီဆိုရင်တော့ကိုပြောင်းလဲလိုတဲ့ pattern ပုံစံလေးကိုပါဆက်လက်မှတ်မယ်။ open ဆိုပြီးတော့မှနှိပ်လိုက်ပါမယ်။ဒီပုံလေးတွေဖွင့်လာပြီဆိုရင်တော့ဒီရဲ့ချက်ဘူးပေါ်မှာကျွန်တော်တို့ဒီဘက်မှာရှိတဲ့ပတ်တန်ပုံစံလေးကိုအစားထိုးပြောင်းလဲမှာဖြစ်တဲ့အတွက် အစောနာလိုပဲ control ရဲ့ a ရဲ့နှိပ်ဆက်လက် off ပေးမယ် control c ကိုနှိပ် copy လေးကူးထားခဲ့ပါမယ်ပြီးပြီဆိုရင်တော့ဒီဘက်ဘေးမှာရှိတဲ့ချက်ဘူးပေါ်လေးမှာကျွန်တော်တို့တင်ဖို့ရာအတွက် vanishing point ကိုစပြီးတော့သုံးရပါတော့မယ် vanishing point သုံးဖို့ရာအတွက် control shift အနေနဲ့နှိပ်ပြီးတော့နယူ layer layer အသစ်လေးခေါ်ခဲ့ပါမယ်ပြီးပြီဆိုရင်တော့ vanishing point သုံးမယ် filter တွေကနေပြီးတော့မှ vanishing point ယူလိုက်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ vanishing point လေးနဲ့ ကိုချက်ဘူးပေါ်မှာတင်မဲ့အနေထားလေးတွေကိုမောင်ရလက်ကလေးလေးနဲ့အခုလိုမျိုးလေးကလစ်တစ်ချက်စီနှိပ်ပြီးတော့မှဆက်လက်လေးလိုက်ပြီးတော့ပေးလို့ရပါတယ်ဒီလိုလေးဆက်လက်ပေးပြီးသွားတဲ့အချိန်မှာပထမတစ်ခုဘာနေရှင်းပွင့်လေးကိုတော့ဆက်လက်ပေးပြီးသွားတာမှန်နဲ့ဒီရဲ့ဘူးကွန်ရဲ့ဇောင်းအနာလေးတွေမှာထပ်ပြီးတော့မှဘာနေရှင်းပွင့်တီးသက်နောက်တစ်ခုထပ်ပြီးတော့မတတ်မှတ်တော့ပဲနဲ့ဒီရဲ့ဘာနေရှင်းပွင့်ဆွဲထားတာလေးကိုပဲဒီအောက်ကိုဆွဲချမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အခုလိုမျိုးပွိုင်တာပေါ်မှာထောက်လိုက်တယ်ဆိုရင် ဟိုဘက်ဒီဘက်မြားလေးပေါ်နေပါလိမ့်မယ်ဒီလိုပုံစံလေးရပြီဆိုရင်တော့ keyboard ကနေ control ကိုလက်ကဖိလိုက်တယ်ဆိုရင် mouse pointer လေးကဒီလိုပုံစံအနေထားလေးပြောင်းသွားပါလိမ့်မယ် mouse pointer လေးမှာတစ်ချက်လောက်ကြည့်ပေးမယ်နော်အခုလိုမျိုးဟိုဘက်ဒီဘက်မြားပုံလေးပေါ်ပြီဆိုရင် control ကိုလက်ကဖိမယ် mouse ရဲ့လက်ကလေးလေးနဲ့ကျွန်တော်တို့အောက်ကိုဖိဆွဲလိုက်တယ်ဆိုရင်ဟောဒီပုံစံအနေထားလေးရသွားပါလိမ့်မယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာကလစ်တစ်ချက်ပြန်နေမယ်အစောနာလိုပဲဒီဘက် pointer လေးမှာ control ကိုလက်ကပြပြီးတော့အောက်ကိုပြဆွဲလိုက်ပါမယ်။ဒါဆိုရင်တော့ဒီပုံစံနေထားလေးရသွားပါလိမ့်မယ်။ပြီးသွားပြီဆိုမှကျွန်တော်တို့က copy ကူးလာခဲ့တဲ့ဓာတ်ပုံလေးကို control နဲ့ဘွေနဲ့နှိပ်ပြီးတော့ပြချလိုက်ပါမယ်။ transform tool လေးကိုကျွန်တော်တို့ယူပြီးတော့မှ down နေပြီးတော့ရှစ်ကိုဖိပြီးတော့မှအနှဲငယ်ချုပ်လိုက်ပါမယ်။ပြီးသွားပြီဆိုရင်တော့ဒီရဲ့ကျွန်တော်တို့ဒီမှာ ပါနေရှင်းပွိုင်းသတ်မှတ်ထားတဲ့ပေါ်လေးမှာအခုလိုမျိုးပုံစံလေးကျွန်တော်တို့တင်လို့ရပါတယ်။ဘန်းပုံစံအကြီးသေးတွေကျွန်တော်တို့ကိုယ့်ရဲ့စိတ်တိုင်းကျကျွန်တော်တို့ချိန်ပြီးတော့မှအသုံးပြုလို့ရပါတယ်။ဒါကတော့ကျွန်တော်တို့ပါနေရှင်းပွိုင်းကိုသုံးပြီးတော့မှဘူးပေါ်ပါဒီဇိုင်းလေးတွေကျွန်တော်တို့ပြောင်းတဲ့ပုံစံလေးတွေဖြစ်တဲ့ အားလုံးနားလည်မယ်လို့ထင်တယ်ကိုယ့်ရဲ့စိတ်တိုင်းကြဖြစ်သွားပြီဆိုရင်တော့ okay လေးကိုကျွန်တော်တို့နှိမ့်လိုက်လို့ချသွားပြီဖြစ်ပါတယ်ဒီရက်သင်ခန်းစာလေးမှာကျွန်တော်တို့နည်းနည်းလေးကျွန်တော်တို့မြန်မယ်လို့ထင်တယ်เนาะကျွန်တော်ဒီမှာလက်တော့အားကုန်နေတဲ့အတွက်ကျွန်တော်နည်းနည်းလေးမြန်မြန်လေးသင်ပေးလိုက်တာဖြစ်ပါတယ်အကယ်၍ကိုယ်ကိုယ်လိုက်ပြီးတော့မှလေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ကိုပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်အခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းနာလိုက်ပါမယ် အားလုံးအဆင်ပြေကြပါစေခင်ဗျာ